ကဘာပေါ်မှာကုမ္ပဏီပေါင်း100ကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး Alibaba, Grab, WeWork, Uber နဲ့ SoftBank တို့ကိုဒေါ်လာဘီလီယံနဲ့ချီတန်တဲ့ကုမ္ပဏီတွေဖြစ်လာအောင်လှုပ်ဆောင်ပေးခဲ့တဲ့သူအကြောင်းသိသိပါသလား။ပြီးတော့သူကဂျမားကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်အောင်လှုပ်ပေးခဲ့တဲ့သူပါ။သူကတော့ကဘာပေါ်မှာအအောင်မြင်ဆုံးရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့မာဆာယိုရှိဆန်ပဲဖြစ်ပါတယ်။ဒီတော့အခုဗီဒီယိုလေးမှာမာဆာယိုရှိဆန်ကဘာလို့ကဘာပေါ်မှာအအောင်မြင်ဆုံး investor တယောက်ဖြစ်လာတာလဲ။ ူကဂျပန်နိုင်ငံရဲ့ဖုန်း industry ကို Steve Jobs နဲ့ပေါင်းပြီးဘလို့ပြောင်းလဲခဲ့လဲတရုတ်နိုင်ငံမှာအအောင်မြင်ဆုံးစီးပွားရေးသမားဖြစ်တဲ့ဂျမားကိုဘလို့မွေးထုတ်ပေးခဲ့တာလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်မာဆာယိုရှိဆန်ဆိုတာအခြားသူတော့မဟုတ်ပါဘူး Steve Jobs ကနေဂျပန်နိုင်ငံကိုပထမဦးဆုံး iPhone တွင်ခရရှိခဲ့တဲ့စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ပါပြီးတော့လက်ရှိဂျပန်နိုင်ငံရဲ့အကြီးမားဆုံးတက်ကုမ္ပဏီကြီးတွေအားတစ်ခုဖြစ်တဲ့ Software ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဖြစ်ပြီး2025ခုနှစ်စက်တန်းတွေအရဂျပန်နိုင်ငံရဲ့အချမ်းသာဆုံးသူစီးရင်မှာနံပါတ်1နေရာမှာရှိနေတဲ့လူတအုပ်လည်းဖြစ်ပါသေးတယ်မာဆာယူရှိဆန်ဟာ1958ခုနှစ်အော်ဂိုလာ17ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့ဂျပန်နိုင်ငံဆာကာတိုဆုမြို့မှာနေတဲ့ကိုရီးယားလူမျိုးဂျပန်နိုင်ငံသားပါ ကိုရီးယားမျိုးရိုးဖြစ်တာကြောင့်ငယ်စဉ်ကတည်းကလူတွေရဲ့ခွဲခြားဆက်ဆံမှုတွေတော်တော်လေးခံခဲ့ရပါတယ်။ဒီလိုအခက်အခဲတွေကြားရတဲ့နေ့ဝါသနာနဲ့ကြိုးစားမှုတွေကြောင့်အသက်16နှစ်အရွယ်မှာသူ့ရဲ့ပထမဆုံးဘာသာစကားမျိုးစုံဘာသာပြန်ပေးတဲ့ဆက်ကိုတည်ထွင်ခဲ့ပါတယ်။အဲ့ဒီဆက်ဟာမာဆာအတွက် စီးပွားရေးလောကရဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်။မာဆာကဒီဆက်ကိုရောင်းချဖို့လုပ်တဲ့အခါမှာ Chef Corporation ကဒေါ်လာသက်သန်းပေးပြီးဝယ်ယူခဲ့တာပါ။ ဒီလိုနဲ့သူအသက်16နှစ်မှာပဲမီလီယံနာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဝေါအသက်16နှစ်နဲ့မီလီယံနာဖြစ်လာတယ်ဆိုတော့တော်တော်အကြဖို့ကောင်းတာပဲเนาะ။အဲ့လိုကနေ1983ခုနှစ်မှာအထက်တန်းတက်ဖို့အတွက်အမေရိကန်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ University of California Berkeley မှာ Economics နဲ့ Computer Science တွေကိုလေ့လာခဲ့ပြီးစီးပွားရေးဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်။ဘွဲ့ရပြီးတဲ့နောက်ပိုင်းဂျပန်နိုင်ငံကိုပြန်သွားခဲ့ပြီးသူ့အသက်24နှစ်မှာဂျပန်နိုင်ငံရဲ့အအောင်မြင်ဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ SoftBank ကိုတည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီကြီးဟာအခုလက်ရှိမာစာအသက်68နှစ်ကိုရောက်တဲ့အချိန်2025မှာတန်ကြီးက86ဘီလီယံတော့ဖြစ်နေပါပြီ။လုံးဝဝောင်းပဲပေါ့နော်။ဒီလိုကုမ္ပဏီကြီးကိုသူ့အသက်24နှစ်နဲ့တည်ထောင်နိုင်ခဲ့ဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။မာစာကစော့ဘန်ကိုတည်ထောင်ကစားအချိန်တုန်းက software တွေနဲ့ကွန်ပျူတာတွေကိုထုတ်လုပ်ဖို့ပဲရည်ရွယ်ခဲ့တာဖြစ်ပါတယ်။အော်ဩစရာကောင်းတာကကုမ္ပဏီကိုစတင်ကြတဲ့ကသူ့မှာရည်ရွယ်ချက်ကြီးကြီးရှိခဲ့တာပါ။သူရွေချက်ကတော့ဂျပန်နိုင်ငံရဲ့နီးပညာနဲ့စီးပွားရေးနှစ်ခုစလုံးကိုပြောင်းလဲပြစ်ချင်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့်1994ခုနှစ်မှာ Zip Davis ဆိုတဲ့ Tough Fan တစ်ခုနဲ့ချိတ်ဆက်ပြီး Soft Fan ရဲ့ Protest တွေကိုလူသိအောင်လုပ်ခဲ့ပါတယ်။တကယ်လည်းအလုပ်ဖြစ်ပြီး Soft Fan ကလူတွေသတိထားမိတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ Massa ကစီးပွားရေးကိုနီးပညာကိုပါပြောင်းလဲချင်တာကြောင့်ဒီနေရာမှာတည်ရက်မနေပဲ American Search Engine Company ဖြစ်တဲ့ Yahoo မှာယင်းနှိမ့်ညွှန်မှုတွေလုပ်ခဲ့တာပါ။ပထမအကြိမ်မာစာရင်းနှီးမြှုပ်နှံကစဒေါ်လာ2တန်းနဲ့စတင်ခဲ့ပြီးမြန်တန်းတရာတော့ပြန်ရခဲ့ပါတယ် ဒီလောက်များတဲ့အမျက်တွေဖြစ်လာဖို့ဆိုတာရင်းနှီးမြှုပ်နှံသူတိုင်းမလုပ်နိုင်ပါဘူးဒီလိုနဲ့1996ခုနှစ်ဂျပန်နိုင်ငံမှာယဟူးကိုတီထောင်မှုအတွက်ထပ်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်လိုက်တော့လေအောင်မြင်မှုအများကြီးကိုရရှိခဲ့ပါတယ်ဘလောက်တောင်အောင်မြင်ခဲ့လဲဆိုရင်2000ခုနှစ်အစောပိုင်းမှာယဟူးကဂျပန်နိုင်ငံရဲ့လူသုံးများဆုံး search engine ဖြစ်လာခဲ့တဲ့အထိပါပဲအခုလက်ရှိ2025ခုနှစ်မှာ Yahoo က Google ပြီးရင်ဒုတိယလူသုံးအများဆုံး search engine ဖြစ်ပြီးစောက်ပန်အတွက်ပတ်စံတွေအများကြီးကိုရှာပေးနေတဲ့ငွေရင်းကြီးဖြစ်နေတော့မှာ ဒါကတော့မာဆာယိုရှိရဲ့တမိုင်းဝင်အောင်မြင်မှုကြီးတွေရာတစ်ခုပဲပေါ့မာဆာဆိုရနဲ့ယင်းဒီမြုံနယ်လိုက်သမျှအောင်မြင်တယ်လို့လူတွေထင်စေတဲ့နောက်ထပ်ခြေလှမ်းတစ်ခုထပ်လုပ်ခဲ့ပါဗျ။အဲ့ဒါကတော့ကျမတို့အားလုံးရဲ့ယင်းဒီဝိသားဖြစ်တဲ့တရုတ်ပြည်ရဲ့နာမည်ကြီး e-commerce company Alibaba ပဲဖြစ်ပါတယ်။ Alibaba အကြောင်းမပြောခင်ကျမနဲ့မာဆာယိုရှိဆန်အကြောင်းကိုသိမှဖြစ်ပါမယ်။ပြောရရင်ကျမဆိုပြီးဖြစ်လာခဲ့တာဟာမာဆာကျေးဇူးကြောင့်လို့ပြောရမယ်ဆိုရင်တော့မမှားပါဘူး။ 1999ခုနှစ်နဲ့2000ခုနှစ်မှာဂျမားရဲ့အလီဘာဘာကုမ္ပဏီကိုစပြီးတည်ထောင်ခဲ့တဲ့အချိန်တုန်းကဂျမားမှာစပြီးအလုပ်လုပ်ဖို့ငွေမရှိခဲ့ပါဘူး။သူတို့နှစ်ယောက်တွေ့ခဲ့ပြီးတဲ့နောက်မှာမာဆာကဂျမားရဲ့အလီဘာဘာကုမ္ပဏီမှာတန်း20ရင်းနှီးမြှုပ်နှံခဲ့တာပါ။ရင်းနှီးမြှုပ်နှံသူစီးပွားရေးသမားကြောက်အတွက်အောင်မြင်မှုမရှိသေးတဲ့ကုမ္ပဏီမှာဒေါ်လာတန်း20ရင်းနှီးမြှုပ်နှံဖို့ဆိုတာတော်ရုံလူလုံးနိုင်တဲ့အလုပ်မဟုတ်ပါဘူး။ဒါပေမဲ့သူရဲ့စွန့်စားမှုကအရာတင်နဲ့ပြောရပါမယ်။ ီးမြှုပ်နှံလိုက်တဲ့တန်နက်ဆယ်ကလည်း2014ခုနှစ်မှာ58ဘီလီယံအဖြစ်နဲ့အကျိုးအမြတ်အကြီးကြီးရရှိခဲ့တာပါဒါကအကြီးမားဆုံးယင်းနီးမြှုပ်နှံမှုတွေတခုပဲဖြစ်ပါတယ်ဒါဆိုရင်ဘလိုချက်တွေကြောင့်မာစာကအလီဘာဘာမှာယင်းနှိမ့်နှံခဲ့လဲဆိုတာကိုသိချင်နေကြလောက်မှတင်နေ။ဒီအကြောင်းကိုအင်တာဗျူးချုပ်မေးတဲ့အခါမှာတော့မာစာကငါကျန်းနဲ့စတွေ့တဲ့အချိန်ကတည်းကသူ့ရဲ့မျိုးလုံးတွေက Bakes တို့ Stitchers တို့လိုအရန်ကိုတောက်ပနေတာသတိထားမိတယ်ဆိုပြီးဖြေထားခဲ့တာပါ။ အဲ့လိုကနေပဲအခုချိန်တကဘာလုံးမှာအရန်ကိုအောင်မြင်ခဲ့တဲ့အလီဘာဘာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။မာဆာကအလီဘာဘာ၊ယဟူးနဲ့ဆော့ဖန်တို့အပြင်အရေးပါတဲ့နောက်ထပ်ယင်းနှိမ့်နှံမှုတစ်ခုထပ်လုပ်ခဲ့ပါတယ်။အဲ့ဒါကတော့2006ခုနှစ်မှာ မာဆာဝယ်ခဲ့တဲ့ Vodafone ဆိုတဲ့ Telecommunication Company ရဲ့ share တွေပါဂျပန်နိုင်ငံရဲ့ Vodafone စျေးကွက်ကအချိန်ကြီးမကောင်းတော့တဲ့အချိန်မှာမာဆာဟာဒေါ်လာ18.5ဘီလီယံနဲ့ပြန်ပြီးဝယ်ခဲ့တာပဲဖြစ်ပါတယ်ပြောရရင်ဂျပန်ရဲ့ Vodafone စျေးကွက်က ဖယ်ချုပ်ခံရမလို့ဖြစ်နေတဲ့အချိန်မှာပမာဏအများကြီးပေးပြီးဝယ်ခဲ့တာပါဒါပေမဲ့အခုဆိုရင် Vodafone ကဂျပန်နိုင်ငံရဲ့တတိယအကြီးဆုံး mobile operator ကြီးတစ်ခုဖြစ်နေပါပြီ။ Vodafone လိုပဲ Master ထပ်ပြီးရင်းနှီးမြှုပ်နှံခဲ့တဲ့ကုမ္ပဏီ၃ခုရှိပါသေးတယ်။အဲ့ဒါကတော့ Sprint, Am Holding, Vision Fund တို့ပဲဖြစ်ပါတယ်။၂013ခုနှစ်မှာ Master က Sprint Company ရဲ့ stake share တွေကို86ရာခိုင်နှုန်းဝယ်ယူပြီးတဲ့နောက်ပိုင်းမှာ share ရဲ့84ရာခိုင်နှုန်းအထိကိုပိုင်ဆိုင်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါအပြင်နောက်ထပ်2016ခုနှစ်ကိုရောက်တဲ့အခါမှာတော့ M Holdings မှာလည်းဘီလီယံနဲ့ချီပြီးယင်းနှမြုံနှံမှုတွေထုတ်လုပ်ခဲ့ပါတယ်။သူရဲ့ယင်းနှမြုံနှံမှုကြောင့်နောက်ပိုင်းမှာ SoftBank ဟာ chip design ဘိုင်းမှာအရေးပါတဲ့နေရာရောက်တဲ့အထိဖြစ်လာခဲ့တာပါ။ဘယ်တော့အရေးပါလဲဆိုရင်2020ခုနှစ်ကိုရောက်တဲ့အခါမှာဒေါ်လာ40ဘီလီယံနဲ့ပြန်ပြီးရောက်ချနိုင်တဲ့အထိကိုဖြစ်ခဲ့တာဖြစ်ပါတယ်။ M Holdings ဆိုတာကိုဒီတိုင်းကြားလိုက်ရင်တော့ဘာမှမသိတော့ပေမဲ့ဒီ company ဟာဂျပန်နိုင်ငံရဲ့နာမည်ကြီး semiconductors နဲ့ software design company ပဲဖြစ်ပါတယ်။ဒီလိုတွေကိုကြည့်ရင်မာစာကဘလိုမျိုးစီးပွားရေးအကွက်မြင့်စွမ်းနေကြောက်အခုလိုမျိုးရင်းနှီးမြှုပ်နှံလိုက်သမျှအောင်မြင်နေရလဲဆိုပြီးတွေးနေကြလောက်မယ်ထင်တယ်။တကယ်တော့မာဆာယိုရှိမှာလဲမအောင်မြင်ပဲဘဝပြတ်တော့မလို့ဖြစ်ခဲ့တဲ့ယင်းနှိမ့်နှံမှုတွေရှိခဲ့ပူပါတယ် 1995ခုနှစ်နောက်ပိုင်းစော့ဘန်ကယဟူးကြောင့်အောင်မြင်မှုတွေရခဲ့ပြီးနောက်ပိုင်းမာဆာက .com ဘဘယ်ဆိုတဲ့ internet store ဈေးကွက်မှာယင်းနှိမ့်မြှုပ်နှံမှုတစ်ခုထပ်လုပ်ခဲ့ပါတယ်။ ဒါကမာဆာရဲ့ယင်းနှမြုံနမှုတိုင်းကိုအောင်မြင်တဲ့ဆိုတဲ့ဂုံပုတ်ကိုဖျက်ဆီးပြစ်မဲ့အချက်ပဲဖြစ်ပါတယ်။စကားမဆက်အခုလိုစီးပွားရေးယင်းနှမြုံနမှုတွေနဲ့ပတ်သက်တဲ့အကြောင်းတွေလေ့လာချင်တဲ့ဆိုရင် Shunno Application တွေက The Entrepreneur Roller Coaster နဲ့ Basic Economics တို့လိုအနည်းဆုံးစာအုပ်တွေကနေလေ့လာနိုင်ပြီးအခြားနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ဆိုင်တဲ့နိုင်ငံတကာစာအုပ်တွေအများကြီးရှိတာဖြစ်လို့အခုပဲသွားဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။ မာဆာကဂျော့ကွန်ဘတ်ဘယ်နဲ့ပတ်သက်တဲ့ stock share တွေမှာယင်းနှိမ့်နှံ့ခဲ့တဲ့ပမာဏက2ဘီလီယံကနေ3ဘီလီယံနီးပါးယင်းနှိမ့်ထားခဲ့တာပါပြောရရင်ဒီလောက်များတဲ့ငွေတွေကိုယင်းနှိမ့်နှံ့ဖို့အတွက် Yahoo နဲ့ SoftBank ကငွေတွေအပြင်မာဆာရဲ့ကိုပိုင်ဝင်ငွေတွေကိုပါထည့်ပြီးသုံးခဲ့တာပါအခုလိုမျိုးယင်းနှမြုံနှံမှုတွေကဒေါကွန်ဘတ်ဘယ်အောင်မြင်တဲ့အချိန်မှာမာဆာရဲ့ပိုင်ဆိုင်မှုတွေက88ဘီလီယံအထိကိုမြင့်တက်လာခဲ့တဲ့အထိပါပဲ။ဒီအချက်ကမာဆာကိုဘေကိတ်တဲ့ချမ်းသာတဲ့သူတစ်ယောက်ဖြစ်စေခဲ့တာပါ။ ဒီအကြောင်းကတကယ်ကိုအောက်အဖို့ကောင်းတယ်လို့လူတိုင်းလည်းမသိကြပါဘူး။ဒါပေမဲ့ဒီဖြစ်ပျက်တွေကရပိုင်းလောက်ပဲကြာလိုက်ပါတယ်။ Dogon Bus ဖြစ်တဲ့ချိန်2000ခုနှစ် match လနဲ့ April လပတ်ဝန်းကျင်လကိုရောက်တဲ့အခါမှာတော့မာဆာရင်းနှီးမြှုပ်နှံထားသမျှတွေအလုံးနီးပါးဆုံးရှုံးသွားခဲ့ပါတော့တယ်။ဘလောက်တော့ဆိုလဲဆိုရင်စော့ပန်ရဲ့ stock စည်းကွက်တန်ဖိုးက69ရာခိုင်နှုန်းအထိကိုထိုးစင်းသွားခဲ့တာပါ။ဒီလောက်ပမာဏကကုမ္ပဏီမှာရှိသမျှငွေကြေးပိုက်ဆံမှုအကောလုံးမရှိတော့ဘူးလို့ပြောလို့ရပါတယ်။ကုမ္ပဏီရဲ့ငွေတွေတင်မကတည်ပါဘူး။ မာဆာရင်းနှီးထားတဲ့သူ့ရဲ့ကိုပိုင်ငွေကြေးတွေရဲ့80ဘီလီယံလောက်ကိုဆုံးရှုံးခဲ့တာပါဒီဆုံးရှုံးမှုကြီးကတမိုင်းတစ်လျှောက်မှာအကြီးမားဆုံးငွေကြေးဆုံးရှုံးမှုကြီးဖြစ်ပါတယ်မျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုရင်မာဆာဆုံးရှုံးခဲ့တဲ့စုစုပေါင်းပမာဏက2020ခုနှစ်မှာဖြစ်ခဲ့တဲ့ Elon Musk ကြုံခဲ့ရတဲ့189ဘီလီယံထက်ကိုငွေကြေးဆုံးရှုံးမှုပိုများပါတယ် အခုလိုမျိုးငွေရည်များကြီးကိုဆုံးရှုံးခဲ့တာကပုံမှန်လူတွေသာဆိုရင်ယူသွားနိုင်လောက်ပေမဲ့မာဆာကတော့သူ့ရဲ့ကုမ္ပဏီဒေဝါလီခရယာခန်ဒီကနေ Yahoo နဲ့ Alibaba တို့ကိုယင်းဒီမြုပ်နှံခဲ့တာတွေကြောင့်ပြန်ပြီးကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါတကယ်ကိုအံ့ဩစရာကောင်းတဲ့အခြေချင်းတစ်ခုဆိုလဲမှားမယ်မထင်ပါဘူး။ ဒီလိုဖြစ်ပျက်တွေကြားတဲ့ကနေမာဆာက2016ခုနှစ်အောက်တိုဘာလ14ရက်ကိုရောက်တဲ့အခါမှာစောဘန်ဖီရှင်ဖန်ဖန်တီးမြစ်ဖြစ်ကြောင်းကြေညာခဲ့ပြီးတော့နောက်ပိုင်း2018ခုနှစ်ကိုရောက်တဲ့အခါမှာ Uber နဲ့ Grab တို့လိုကုမ္ပဏီတွေမှာယင်းနှိမ့်နှံမှုလုပ်ခဲ့ပါတယ်ပြီးတော့ဒီကုမ္ပဏီနှစ်ခုရဲ့ share တွေကိုလည်းသူ့ရဲ့ Vision Fund နဲ့ပေါင်းထည့်ခဲ့ရဖြစ်ပါတယ်အဲ့ဒါတင်မကသေးပဲ WeWork မှာပါ30ဘီလီယံလောက်တန်တဲ့ယင်းနှိမ့်နှံမှုတွေထပ်လုပ်ခဲ့တာပါပြောရရင် IPO မှာ အခြေအနေမကောင်းတဲ့ကြားရရနဲ့စွန့်စားခဲ့တာဖြစ်ပါတယ် ဒါပေမဲ့အခုလိုစွန့်စားခဲ့တဲ့ပုံမှာကျမပြောခဲ့တဲ့ company တွေလိုတော့ရလက်သိမ့်မကောင်းခဲ့ပါဘူး Fisher Fan ရဲ့အဓိက company ကြီးတွေဖြစ်တဲ့ Grab Uber နဲ့ WeWork တို့တွေက3လပတ်အတွင်းဒေါ်လာ10ဘီလီယံဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်ပြောရရင်ဒါကမာဆာအတွက်ဒုတိယမြောက်မအောင်မြင်ခဲ့တဲ့ယင်းဒီမြုံနံမှုလို့ပြောရင်လည်းမမှားပါဘူးဒါကြောင့်မာဆာကအကျွေးအများကြီးနဲ့ရင်ဆိုင်ခဲ့ရပေမဲ့လုံးဝပြိုလဲသွားတာမျိုးတော့မဖြစ်ခဲ့ပါဘူးဒီချက်ကိုကြည့်မယ်ဆိုရင်မာဆာရဲ့ယင်းဒီမြုံနံမှုတိုင်းကအောင်မြင်ခဲ့တာမဟုတ်ဘူးဆိုတာကိုမြင်နိုင်ပါပါ ဒါပေမဲ့လုံးသမျှတိုင်းတော့အောင်မြင်တာမဟုတ်ပဲမအောင်မြင်တာတွေလည်းရှိခဲ့ပေမဲ့အမျက်တွေကတော့ပိုများပါတယ်ဒီလိုပြောလိုက်လို့မာဆာကိုရှော့တက်တာမျိုးတော့မလုပ်စီချင်ပါဘူးဘာကြောင့်လဲဆိုရင်မာဆာယိုရှိကယင်းနည်းမြုံနှံမှုကြီးတွေကိုကြောက်စရာကောင်းလာအောင်လုံးနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့မအောင်မြင်သေးတဲ့အရာတွေကိုအောင်မြင်မယ်ဆိုတဲ့စိုးတင်မြင်နိုင်စွမ်းရှိတဲ့လူတစ်ယောက်ဖြစ်လို့ပါပဲ တစ်ဖက်မှာလည်းရင်းနှီးမြုပ်နှံသမျှအောင်မြင်ခဲ့တဲ့ စီးပွားရေးအကွက်မြင်တဲ့သူကြီးကသူ့အတွက်ကဘာပေါ်မှာအချမ်းသာဆုံးပုံကိုယ်တွေဖြစ်တဲ့ Elon Musk တို့ Bill Gates တို့တွေထက်ပိုချမ်းသာသွားနိုင်မဲ့အခွင့်အရေးကိုလွှဲချော်ခဲ့ရတာမျိုးလည်းဖြစ်ခဲ့ပါသေးတယ်။အဲ့ဒါကတော့ Nvidia မှာရင်းနှီးမြုပ်နှံချခဲ့တဲ့ရှယ်ယာတွေကို cryptocurrency ဈေးကွက်တံမိုးကျစင်တာကြောင့်အကောလုံးရောင်းချပစ်ခဲ့တာပါ။ကန်ဆိုးချင်တော့မာစာရောင်းခဲ့တဲ့ Nvidia ရှယ်ယာတွေကဒေါ်လာ trillion ချီပြီးတော့ကိုဈေးတက်လာခဲ့ပါတော့တယ်။တကယ်လို့ မဆာသာ NVDR ရဲ့ share တွေကိုမရောင်းခဲ့ရင်ဒီ share တွေကသူ့ကိုကမ္ဘာအချမ်းသာဆုံးလူတော်ဖြစ်လာစေမှာပါဒါပေမဲ့ share တွေကိုရောင်းလိုက်တာကြောင့်ကမ္ဘာအချမ်းသာဆုံးဆိုတဲ့နေရာနဲ့လွဲခဲ့ရတာပေါ့ရှင်ပြောရရင် NVDR ဆိုတာကအခုလက်ရှိ AI နဲ့ GPU မှာထိတ်ဆုံးမှရှိနေတဲ့ company တစ်ခုပဲဖြစ်ပါတယ်ပြီးတော့ tag level ထဲမှာလည်း NVIDIA က Apple ပြီးရင်ကမ္ဘာပေါ်မှာဒုတိယအဆင့်ဆိုတဲ့နေရာကိုယူထားတဲ့ company လည်းဖြစ်ပါသေးတယ် ဒီတော့အခုလိုမျိုးအကြီးမားဆုံးရင်းနှီးမြှုပ်နှံသူတွေရတအူးဆိုတဲ့ခေါင်းစဉ်ကြွေနဲ့မာဆာကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့တုန်းကထရန့်နဲ့အတူသတင်းတစ်ခုထုတ်ခဲ့ပါတယ်။ဒီသတင်းမှာမာဆာပြောခဲ့တာကသူတို့ Stop Bank ကုမ္ပဏီကနောက်လာမယ့်၄နှစ်အတွင်းအမေရိကန်ရဲ့ AI နည်းပညာမှာဒေါ်လာ100ဘီလီယံကိုရင်းနှီးမြှုပ်နှံသွားမယ်ဆိုပြီးပြောခဲ့တာပါ။ 2024ခုနှစ် AI နည်းပညာမှာရင်းနှီးမြှုပ်နှံမယ်လို့ပြောခဲ့တဲ့သတင်းကအခု2025ခုနှစ်တလပိုင်းမှာတော့အကောင့်ထဲပေါ်ဖို့အတွက်တကယ်ဖြစ်လာခဲ့ပါပြီ။ဒီကြေညာချက်ကမာဆာရဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းကိုစိတ်ဝင်စားတဲ့လူတွေအတွက်တော့နောက်လာမယ့်အနာဂတ်မှာ American ရဲ့ AI နည်းပညာပိုင်းကိုဘလို့ပြောင်းလဲသွားမလဲဆိုတာကိုစောင့်ကြည့်ရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။ဆိုတော့မာဆာယိုရှီကျောင်းလေးလာရင်လည်းကျမရလိုက်တဲ့သင်ခန်းစာ၃ခုရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ဘလောက်ပဲတော်တဲ့လူဖြစ်နေပါစေလူတိုင်းကအမှားလုပ်ဘူးကြတယ် နံပါတ်1မတင်မှတ်ထားတဲ့အမှားတစ်ခုကလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်နိုင်တယ်။နံပါတ်3ကြရှုံးမှုတွေကြုံလာတဲ့အခါလွယ်လွယ်နဲ့လက်မလျှော့တင်ဘူး။စတာတွေပဲဖြစ်ပါတယ်။ဒါဆိုရင်အခုနားထောင်နေတဲ့လူတွေကရောကျမအခုပြောပြသွားတဲ့အကြီးမားဆုံးယင်းနှိမ့်နှုတ်နယ်သူတွေရဲ့တယောက်ဖြစ်တဲ့မာဆာယူရှိကျောင်းနဲ့ပတ်သက်ပြီးဘလို့ထင်မိကြလဲ။ဆွေးနွေးချင်တာများရှိရင်အောက်ကကွန်မန့်မှာဆွေးနွေးပေးသွားနိုင်ပါတယ်ရှင်။ ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။